United အသင်းမှာ Kobe Mainu နေရာရဖို့အခုလိုလေ့ကျင့်ပေးနေပြီဖြစ်တဲ့အမိုရင်း Manchester United ရဲ့ကွင်းလေလူ Kobe Mainu ကိုနေပြ Ruben Amorim ကအသင်းမှာဘယ်လိုမျိုးနေရာပေးဖို့စီစဉ်နေတယ်လဲဆိုတဲ့အချက်လက်တွေကိုကလပ်နဲ့နှီးစက်တဲ့သတင်းရင်းမြစ်တခုကဖော်ပြလာပါတယ်ကိုမန်နူကဒီယာဒီမှာပွဲထွက်ခွင့်အချိန်အများကြီးမရသေးဘဲနဲ့အရန်ကစားသမားအဖြစ်သာပါဝင်ကစားရပါတယ်။ဒါကြောင့်နီးပြရူဘင်အမိုရင်းကကိုမန်နူကိုအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်နဲ့အတူကွင်းလေတွဲဖက်အဖြစ်ကစားနိုင်မှုအစီအစဉ်ရှိနေပါတယ်။ တရင်အရင်မြင့်ရဲ့အဆိုအရအမိုးရင်းကကိုယ်မိုင်နူးရဲ့ခန်းစစ်ကစားဟန် defensive play နဲ့အရေးချင်းတွေကိုအထူးလေ့ကျင့်ပေးနေပါတယ်မိုင်နူးကနံပါတ်6ကိုင်းလက်ခန်းစစ်နေရာမှာပါကစားနိုင်တဲ့အရေးချင်းရှိပြီးကက်စမေရူရဲ့ခြေစွမ်းမတည်ငြိမ်မှုနဲ့ပွဲပယ်ပြတ်တက်နေကြောင်းမလို့အရေးပါတဲ့ရွေးချယ်စရာတစ်ခုဖြစ်နေပြရှုမြင်ထားပါတယ်အမိုးရင်းကကိုယ်မိုင်နူးရဲ့အားကစားစွမ်းအင်နဲ့အောင်မြင်လို့စိတ်ကိုအထူးသဘောကျပါတယ်နီးပြားမိုင်းနူးကိုစိန်ခေါ်မှုတွေပေးနေပြီးပိုကောင်းတဲ့ကစားသမားတူဖြစ်လာအောင်ဖန်တီးပေးနေပါတယ် အဒါပြေနီးပြားမိုင်နူးရဲ့စ조사အားထုတ်မှုနဲ့လေးကျင့်ရေးကွင်းမှာပြသနေတဲ့စစ်တီတော်စိတ်ဓာတ်ကိုသဘောချနေပါတယ်။အမိုးရင်းကမိုင်နူးကိုဗဟုခံစစ်မှုနေရာမှာကစားစီတာကစားသမားရဲ့အရေးချင်းတွေကိုတိုးတက်စေပြီးပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာစေဖို့ရည်ရွယ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ဒါကြောင့်လက်ရှိချိန်မှာမိုင်နူးကပွဲထွက်ခွင့်အနည်းငယ်သာရသေးပေမဲ့အမိုးရင်းကသူ့ရဲ့အရေးချင်းကိုယုံကြည်ပြီးရာသီရှည်မှာအခွင့်အရေးတွေပေးသွားဖို့ရှိနေပါတယ်။ကက်စမီရူကခြေစင်းနဲ့ပွဲစဉ်ကရရှိခဲ့တဲ့အနီးကပ်ကြောင့်မလို့လာမယ့်ဘရက်ဖိုးနဲ့ပွဲစဉ်ကိုလွဲချုံမှာဖြစ်ပြီးတော့ မိုင်းနူကအသင်းရဲ့ပွဲထွက်လူစင်းနဲ့ပြန်ပါလာဖို့အလားအလာများနေပါတယ်။မိုင်းနူရဲ့အကြီးမားဆုံးအားသာချက်ကတော့စိတ်တည်ငြိမ်မှုပါပဲ။ဘောလုံးကိုရယူတဲ့အခါမှာပြိုင်မဲ့ဖီအားပေးမှုကိုဘရော့မမကြောက်ဘဲနဲ့အေးအေးကင်တွယ်နိုင်ပါတယ်။အသူရဲ့ပွဲကိုခံမှန်းနိုင်စွာဖုတ်ဘောအိုင်ဂျူနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့်မလို့ဘောလုံးကအလွယ်တကူဆုံးရှုံးလို့မရှိပါဘူး။ကွင်းလက်ခဲချင်းမှာဖီအားပေးခံရရင်တော့မလေးထွက်ပြီးတော့ဘောလုံးကိုရှည်တန်းအောင်ပေးပို့နိုင်စွာရှိပါတယ်။ဒီရေးချင်းကကွင်းလက်ခံစစ်ကစားသမားတအူးအတွက်အယံအရေးပါပါတယ်။ မိုင်းတို့ကဘောလုံးကိုပြန်လဲရယူပြီးတာနဲ့တိုက်စစ်ကိုချက်ချင်းဥတီကစားနိုင်ပါတယ်ဘောလုံးတည်ယူပြီးတော့ရှေ့ကိုပြေးနိုင်တဲ့စွမ်းဆောင်ကြီးဘော်ဂေရီယန်ကလည်းသူ့ရဲ့အားသာချက်တစ်ခုဖြစ်ပြီးတော့ပြိုင်ဘက်တီရဲ့ခံစစ်လိုင်းကိုထိုးပေါက်နိုင်ပါတယ်သူ့ရဲ့ထိုးပေါက်ပေးမှုတွေကလည်းတိုက်စစ်မှုတွေအတွက်ကိုရဖို့အခွင့်အရေးတွေဖန်တီးပေးနိုင်ပါတယ်အဲ့လိုမျိုးရည်ချင်းတွေကြောင့်မလို့အမိုရင်းကမိုင်းနူးကိုမန်ယူရဲ့အနာဂတ်အတွက်အဓိကကစားသမားတစ်ဦးဖြစ်ယုံကြည်ထားတာဖြစ်ပါတယ်